ားနေရပါတုံတုံလေးလည်းပါတယ်ပပန်းလေးကိုလည်းလိုက်ပို့ရင်းနဲ့ပေါ့အိုက်ချိပေးနော်မမဝိုင်တို့ကအခုတိုင်းသားကြီးရောက်ရောက်နေရပါဒီထဲထဲကိုမမဝိုင်တို့ကလေကားရင်းနဲ့ပတ်ပြီးလဲမှာအကန်းကားတဲ့နေရာလေးကိုသွားပြီးတော့ရှာလိုက်အောင်မယ်နော် ။မောင်မိုင်နဲ့အတူတူလိုက်ကြည့်ပေးနော်။အထဲထဲမှာဘယ်လိုမျိုးလေးရှိမလဲတော့မသိဘူး။တဲလေးကပြန်ဖို့လားအခုမှရောက်တာ။အခုမှရောက်တာ။အော်တူတူပဲမမောင်မိုင်တို့လည်းအခုမှပဲရောက်တာ။ခိုးမှကန်းကားတဲ့နေရာလေးရင်ငါကလေးရကြတော့တဲ့တပတ်ဆိုရင်ငါတောင်းနဲ့တနာယူတသောင်းကွဲသူမမောင်မိုင်တို့ကတော့တနာယူပဲငါဖို့များတယ်။ဘာကြောင့်လဲဆိုကြည့်စရာတွေကလည်းများတာဆိုတော့လေတနာယူနဲ့တောင်မှလောက်ပါမလားမသိဘူး။ကဲသွားမယ်ခိုးပဲချက်မှ။ယူလဲစီးကျင်တူရာကြီးလားပြန်ကြမှာပဲမြင်လဲလေးစီးမယ်နော်ကဲ ဒါကြတော့ပြီးတော်စုတိုင်းသားကြေးရရမဟုတ်ဘူးပေါ့နော်ထုတ်လားမသိဘူး။တိုးကြိုက်ပေါ့နော်ကျမ။မတရားလက်ဆောင်ပစ္စည်းလေးလည်းဝယ်လို့ရတယ်။တို့ရှိမှမြင်ရတယ်မြော်ပြင်ရတာပေါ့။ဘယ်လိုတိုင်းဒေတာကြီးမှရှိတယ်။ဘာလို့ပြောတော့တော့ဒါကြတော့တိုင်းသားကြေးရထဲမှာရှိရဲကန်ဝိုးကန်ပလန်းလေးလုပ်ပြီးတော့ပေါ့နော်။ထားတာ။ဝါ။စင်ကြီး တောင်တောင်လေးရအစင်ယူမမြင်ဘူးလို့စိတ်တွေဝင်စားနေတယ်။ဒီနေ့ကကြတော့နိစန်းတရက်နေ့ဆိုတော့တိုင်းသားကြည့်ရမှာလူရစီကားနေရဲ့။ဒီမချမ်းအမြင်နေရတာကြတော့မန္တလေးမှာရှိရဲ့နမ်းမြင့်မျော်စင်လိုမျိုးကိုလေတတ်တူထားတာ။မန္တလေးမှာကတက်သားနဲ့ပေါ့နော်။ဒီမှာကကြတော့အုတ်နဲ့တည်တည်ကြကြစောက်ထားတော့ပို့ပြီးတော့ခိုင်တာပေါ့နော်။ဒါကကြတော့အာတုပပြီးတော့စောက်ထားတာပါ။တောင်တောင်လေးရအစင်ရုပ်တွေကိုစိတ်ဝင်စားပြီးတော့ကြည့်နေတယ်။ပူတယ်နေရပူနေတဲ့အချိန်ဆိုတော့လေ ဒါလေးရကြတော့ရခိုင်ရိုးရအိမ်မှာအထက်မှာဆိုရင်ရခိုင်ဝစ်စုံလေးတွေနဲ့မမတွေကဓပုံရိုက်နေကြရည်လဲရှိရဲ့ဝစ်စုံလေးတွေလည်းငှားလို့ရတယ်နော်အင်းရဲ့ဘေးမှာရခိုင်မြောက်ဦးဟာဇီဒီပုံစံမျိုးလေးထူထားတယ်။သူ့ရဲ့မျက်စောင်းတို့မှာကြတော့ဗမာရိုးရာအိမ်ပေါ့နော်။အထက်မှာဆိုရင်ဗမာဝတ်စုံလေးနေအင်းကြီးရောင်းတဲ့နေရာလေးလည်းရှိရဲ့။ ဒီဘက်ချမ်းမှာကတော့ကြိုက်ထီယိုဖရာကြီးကိုတူထားတာမုံမီနယ်မှာရှိရယ်ကြိုက်ထီယိုဖရာပုံစံလေးနော်တယ်လုံးလေးတို့ရေရှိမှတွေ့နေအားကြတော့သခိုင်းမှာရှိရယ်မင်းကုန်းခေါင်းလောင်းကြီးနော်ပိတ်တာချင်းမင်းဖြူမမှန်ပြောဆိုပြီးဟောငါးငါးလုံးရှိရယ်အလေးချိန်ပိတ်တာရှိရယ်မင်းကုန်းခေါင်းလောင်းကြီးပေါ့နော်ဒါလေးကကြတော့အတုနော်မမောင်းဝင်ပြတာလေးတွေကကြတော့ မြို့နယ်တွေပြည်နယ်တွေမှာရှိရဲထူးခြားအထင်ကရဖြစ်တာလေးတွေတူပါထားတယ်ပစ္စည်းအရာလေးတွေပေါ့နော်သူ့မှာလမ်းညွန်ဆိုင်ပုတ်လေးတွေပြပေးထားတယ်အခုမမဝိုင်တော့ကိုယ်လာတာကြတော့ရှေ့မှာတွေ့နေရတာကြတော့ဇွဲကပင်တောင်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဘေးမှာကြတော့ကရင်နေနေတယ်ရွာလေးကိုရောက်ပါပြီမမဝိုင်တော့ကရင်ရွာလေးကိုဝင်ပြီးတော့လဲမယ်အော်ဒါကြီးကကြတော့ကရင်ဖားစီနော်အကြီးကြီးပဲ anh khi mà mama ngoài nơi đã bằng lì là dài mẹ cà lì tôi cho cà lì là cá mè cái nhìn tay ta dữ dài ấy nè ồ vừa giờ đi làm em anh nhìn đi đi với mẹ Mama ngoài cái gì cái sông đi với tha để bye bye lì về la la ဒီကရင်ရိုးရအိမ်ရဲ့ဘေးမှာဆိုရင်ဇွဲကမင်းတောင်ရှိရဲ့ကရင်ရိုးရဖားစီပါအကြီးပဲနော်ကရင်ရိုးရအိမ်လေးနေရာကိုပြပြဆိုရင်မမဝိုင်တို့ဘဲတိုင်းရင်သားအိမ်လေးစီကိုတောင်းမလဲဆိုတာကိုဆက်ပြကြည့်ပေးနော်မမဝိုင်တို့မှာဝစ်ထားတဲ့ဝတ်စုံလေးတွေကိုတောင်းပြလဲလိုက်အောင်မယ်အကြည့်ပေးနော်ကဲချင်းရိုးရအိမ်ရဲ့ဝင်ပေါက်ရှိလေးမှာဆိုရင်ဒါလေးရကြတော့အောက်ချင်းငှက်ကလေးပါ အောက်ချင်းငှက်စုံလေးလေးပေါ့ဟာတုံတုံလေးကတော့အဲ့နေအောင်းနေရဲ့ ဟေးဟေးဟေးနောက်ပြီးလေးရှေ့ပြီးပဲနော်ကဲအခုအိမ်ထဲကိုဝင်ပြီးတော့ကြည့်အောင်မယ်ချင်းရိုးရဝတ်စုံလေးတွေနဲ့ဒီမှာဝတ်ထားတာလေးပြထားတယ်ဒီကနေဒီဒီအရှိရောက်ကွာတလုံးတလုံးနဲ့ပြင်ပြုတ်လုပ်ထားတော့ချင်းရိုးရလေကားတဲ့ဒီလေကားရဲ့အစနဲ့အဆုံးကိုတလုံးတလုံးနဲ့နဲ့ပဲလုပ်ထားတာဟောဒီဘက်ချက်မှဆိုမောင်းနာမောင်းမိုင်ပြောတဲ့ဝတ်စုံဒီဆောင်ကကြတော့လူပြိုဆောင်တဲ့ ရမ်းမန်းချမ်းပါတဲ့ဒီဘက်ချမ်းမှာဆိုရင်လေဂတိသစ္စာတိုင်းနဲ့ချင်းပြည်နယ်မှာရှိရပါတော့ဒါပြင်တော့မမဝိုင်းတို့ဘဲတိုင်းရင်သားရွာလေးစီကိုသွားမလဲဆိုတာကိုလိုက်ကြည့်ပြအောင်နော်သွားမင်းဟွာဒါကြတော့ရှမ်းပြည်နယ်မှာရှိရယ်ရှမ်းပြည်နယ်ကလောမှာရှိရယ်ရထားကြီးပေါ့နော်ကဲကချင်မနောတိုင်ကြီးကိုရောက်ပါပြီ တဲလုံးလေးတို့ရေမမဝိုင်ကချင်ဝမ်းဆက်ရိုးရဝစ်စုံလေးရေနဲ့လှလားအခုမမဝိုင်ရဲ့နောက်မှာရှိနေရကြတော့ကချင်ပြည်နယ်ပဲအထင်ကရာမနောတိုင်းကြီးပါဒီဘက်ခြမ်းကြတော့ကချင်တိုင်းရင်းသားတွေနေတယ်ရိုးရအိမ်လေးပေါ့ဒီအိမ်ထဲမှာမမဝိုင်ကကဝတ်တဲ့ဝစ်စုံလေးတွေကိုငှားလို့ရတယ်နော်ဝစ်စုံလေးတွေကမမဝိုင်အခုလိုဝတ်ထားတယ်ဒီလိုပုံစံလေးလည်းရှိတယ်လို့လီစုတိုင်းရင်းသားတွေဝတ်တယ်ဝစ်စုံလေးလည်းရှိရယ်နော်အခုကကြတော့ကချင်ပေါ့နော်ဒါပြီးရင်တော့ဘယ်ပြည်နယ်ကိုဆက်ပြီးတော့သွားမလဲဆိုတာကိုလိုက်ကြည့်ပေးနော် ောနော်အင်းလေးကရဲ့မျက်နှာချင်းဆိုင်ရကြတော့ရှမ်းရိုးရာတိုင်းရင်းသားအိမ်လေးပါမမဝိုင်တို့သွားနေနေမိုးတွေကလည်းရွာချလာတာအခုတော့ခရတိုင်းရင်သားရွာကိုရောက်ပါပြီ။အိုးစီလေးနဲ့ပန်းလေးကိုအလားဆိုင်ထားတယ်။ ခင်ဗျာတိုင်းရင်းသားရင်ရဲ့ဘေးမှာဆိုရင်ရှိတယ်ဇေဒီရကြတော့တောင်ကွဲဇေဒီပါတောင်ကွဲဇေဒီတဲ့တီရိမြင်ကလာတောင်တော်တောင်ကွဲဇေဒီတဲ့ရှေ့မှာလဲကိန်းရီကိန်းနရာရုပ်ထုလေးကိုထုထားတယ်ဒီပြာကန်းလေးကတော့စလုံးလူမျိုးတွေရဲ့သုံးဆောင်ပစ္စည်းတွေရိုးရာတွေကိုပြတဲ့စလုံးပြာကန်းလေးပါ။ဒါကြတော့လမှုတော်ဥယျာဉ်မှာ ။ဦးရင်ထဲမှာရှောက်လန်းလေးတွေပါလုပ်ပေးထားရနော်။မိုးရွာနေလို့မမဝိုင်းတို့ကတော့စိတ်မရောမလျှောက်တော့ဘူး။ကောင်းပါလေ။ရှောက်လေကောင်းပါလေ။အစ်ကိုကလေ။ဟုတ်ဟုတ်။သူ့ပြုံးပြန်ခတ်ကြည့်ရ။အေးလိုက်တော့အေးလိုက်တော့ကလေးကအေးပြုံး ိုင်တို့အပြန်ကြတော့မိုးရီရွာတကူလုံးကြွက်စုပ်တွေကိုဖြစ်လို့ညီလေးစီမဲ့အစီအစဉ်လဲပြီးလို့မရတော့ဘူးမမောက်ဝိုင်တို့အခုဆိုပြန်တော့မယ်မမောက်ဝိုင်ရဲ့ vlog လေးကိုအဆုံးထိကြည့်ပေးသွားတာကျေးဇူးပါတော့တဲတုံးလေးတို့ရေနောက် vlog ဒီမှာလဲပြန်လည်ဆုံတွေ့ကြမယ်နော်ဘယ်လိုစိတ်ဝင်စားစရာကောင်းလဲ vlog လေးတွေကိုတင်ဆက်သားမနေ့ဆိုတာကိုစောင့်ကြည့်ပေးအောင်နော်တတား